အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုးဖြစ်ပါတယ်ကျွန်တော်ခုတကမှာတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးအတွက်16ရက်3လ2025ကနေ22ရက်3လ2025အတွင်းမှာကြုံရရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလတွင်မှာကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကံရပဲစပြီးပြောကြပါတော့ဗျာနော်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီကာလမှာ ကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကန်နေတဲ့သူတွေဖို့ဆိုလို့ရှိရင်အမရံကံကောင်းတဲ့ရတ္တပရကာလာကြာရောက်နေတာတွေ့ရတယ်။သူကအလုံးမှာထပ်ပြီးတိုးချက်ပြီးလုပ်ကန်လို့ရတဲ့အနေအထားတွေ၊ကုညီမဆမ်းမဲ့သူတွေပေါ်လာတယ်၊ရက်ထနေတဲ့လုပ်ငန်းတွေပြန်လည်ပြီးတော့စတင်အကောင်နဲ့ပေါ်လို့ရတဲ့ကာလမျိုးလို့ခေါ်တယ်ဗျာနော်။စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေအမရံကောင်းတယ်။အလုပ်တွေတစ်ခုစတင်အကောင်နဲ့ပေါ်လို့အကောင်သောအချိန်ကာလဖြစ်တယ်။စိုင်းရီပါတွေဖွင့်မယ်ဆိုဖွင့်လို့အကောင်ဆုံးပေါ့။ကာလာအလုပ်တွေတိုးချက်မဲ့ဆိုလည်းတိုးချက်လို့အကောင်ဆုံးပဲ။တချို့ကလက်ထက်မှာအရင်လေးရှိတယ်။ဒီလိုလေးလုပ်ရင်အဆင်ပြေလားမပြေလားတွေးပြီးတော့အချိန်ကုန်ခံနေတဲ့ လုတ်ပြအောင်လုတ်ပါဒီကရမှာအစပြုလုတ်ကန်လိုက်တဲ့ကိစ္စတွေဒီလာမယ့်အနာဂတ်တွေအတွက်အသီးဝင်ကောင်းနေတေချာပေါ့ခံစားမယ့်ကာလလို့ခေါ်တယ်ဗျာနော်အဲ့တော့ကိုပိုင်စီးပွားရေးလုပ်ငန်းတိုးချက်ပြီးလုတ်ကန်မယ်ဆိုရင်ဆိုရင်အရန်ကောင်းတယ်ဗျာအထူးသဖြင့်အလုတ်ကန်နေပတ်သက်လို့ရှိရင်မြေတွေပါတွေအဝယ်ရောင်းလို့တဲ့လူတွေဒီကရမှာအရန်ကောင်းတယ်ဗျာနော်ပွဲသားတွေအနေနဲ့ဆိုအရောင်းဝယ်တဲ့တာပေါ့မြေရောင်းဝယ်လေးတွေတက်တက်လေးတွေရောင်းလို့ကောင်းတဲ့အနေအထားလေးတွေဖြစ်တယ်စံစဘာတူလောင်ရောင်းဝယ်တဲ့ကိစ္စလေးတွေအမှန်တန်ကောင်းတယ်စီဘာတွေတူလောင်ရောင်းဝယ်တဲ့ကိစ္စတွေအမှန်တန်ကောင်းတယ်ဗျာနော် တခုလုတ်တယ်ဆိုလို့ရှိရင်တော့တယောက်တည်းအားနဲ့မလုံနဲ့ပေါ့စူပေါင်းဆက်ပေါင်းလို့ပါပို့ပြီးတော့အကျိုးပေးတယ်ပြီးတော့မကြငယ်ဆောင်ဝဲလေးတွေဖြည့်တရားရှိတယ်ညီငယ်ညီမငယ်လေးတွေတနင်္ဂနွေသားသမီးတွေအတွက်အမရံဝမ်းသာမှုကောင်းတယ်ဒီကာလမှာလည်းဆောင်ဝဲဖြစ်ရင်ဖြည့်တဲ့ဆောင်ဝဲအောင်မယ်ဆိုတဲ့ကာလတွေမှာပါတဲ့အတွက်ပညာရေးမှာအောင်တယ်အောင်နောက်သူကရိုးတနာမအောင်ဘူးပြထူးထူးချွတ်ချွတ်လေးအောင်မယ်ဆိုတဲ့ကာလတွေမှာပါတဲ့အတွက်ပညာရေးနဲ့ပတ်သက်ရင်တော့ဘာမှစိတ်ပူစရာမလိုဘူးကိုယ့်ဘက်ကလိုအပ်တဲ့ဝိရိယစိုက်ထုတ်မှုလေးပဲလိုတယ်ကံတရားရဲ့ထောက်ပံ့မှုကတော့အပြည့်အဝရပြီဗျနော်အဲ့တော့အပြည့်အဝရတဲ့အချိန်မှာမှပေါ်ဆက်လို့ အဲကြာချုံမှုတွေလည်းရေဆန်ခဲ့ရတယ်နော်အမရန်လူရှိရှုံးပါလေကနော်အဲ့တော့ညီမညီငယ်ညီမငယ်တွေဘာမှစိတ်မပူနဲ့ကြိုးစားပါဂုံလူတွေလည်းထူးထူးချင်းချင်းအောင်မယ်ဆိုတဲ့ကာလတွေမှာပါပါတယ်ဝမ်းလဲဝမ်းသာပါတယ်ဗျာနော်ပြီးတော့ဒီကာလမှာဒီဝန်ထမ်းတွေဆိုလို့ရှိရင်ပေါ့လေယာရုတိုအပြောင်းလဲတွေဖြစ်တဲ့ကာလလို့ခေါ်တယ်ယာရုတိုတွေဘာတွေဖြစ်မယ်ဆိုရင်အောင်တယ်ဗျာဒီကာလမှာလက်ရှိအဆင့်နဲ့နဲ့နောက်တစ်ဆင့်မြင့်သွားမယ့်အနေအထားလေးတွေကြုံရတယ်တဲ့ဘဝလူဂုံလူစုစိတ်တွေချင်းချင်းခံရတဲ့ကာလတွေမှာပါတယ်တော်တော်လေးအကောင်းတယ်ဗောနော်ကိုထက်ကြီးခဲ့တဲ့ အထက်လူကြီးတွေရဲ့ကိုကြီးဆောက်ရှောက်မှားသမှုတွေရရှိပိုင်ဆိုင်မယ်ဆိုတဲ့ကာလလေးမှာပါတယ်။သို့တော့တခုစိတ်ကူတရားလေးတွေရှိတယ်။အဲ့ဒါဝန်ထမ်းတွေရောအလုပ်ရှင်တွေရောသူကအောက်လငယ်သားဒုက္ခပေးတော်မူပြဗျာဒီကာလမှာ။တခုတစ်စုံဖြစ်ခဲ့ပြီဆိုရင်သူကအောက်လငယ်သားတွေကိုယ်စီကထွက်သွားတယ်။ကိုနဲ့ဆက်ကျင်ပဲအရက်ကသူတွေစီမှာသွားပြီးပူပေါင်းဆောင်ရွက်တယ်။ကိုယ်နောက်ကျောဓာတ်နဲ့ထိုးတယ်။စတရားဖြစ်ပေါ်အတွင်းလူယုံတွေဒုက္ခပေးတယ်။လက်အောက်ငယ်သားတွေဒုက္ခပေးတယ်။အဲ့ဒါတွေကိုအကြောင်းပြုပြီးအချက်အလက်အကျိုးနဲ့ဖြစ်တာရောရောကရောပြဿနာတွေဖြေရှင်းရတာဒါမျိုးတွေအားစားသွားဖြစ်တတ်တယ် အဲဒီအလုတ်ပိုင်ရှင်တွေဆိုရင်လည်းအလုတ်သမားတွေကိုဆန္ဒပြတာဆက်ညင်ဒေါ်လာတက်ခိုက်တာကိုစီယာရုပ်ရည်ထွက်သွားတာဖြစ်တဲ့အတွက်အလုတ်တွေရက်တန်သွားတာမျိုးပြန်ခေါ်လို့လည်းမရဘူးချက်ချင်းလူခေါ်လို့လည်းမဝင်ဒါမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နိအဲ့တော့လူတွေနဲ့ပတ်သက်ပြီးအခက်ခဲလေးတွေကြုံရတတ်တယ်အထူးသဖြင့်အောက်လက်ငယ်သားလေးတွေဒုက္ခပေးတတ်တယ်သတိထားပါဒါအပြင်မိသားစုရေးရတယ်မှာဆိုလို့ရှိရင်လည်းသူကဒီကရမှာတတုံးတွေသားသမီးတွေကဘာသာရေးနဲ့ပတ်သက်ပြီးထူးထူးခြားခြားလေးဆောင်ရွက်ရတတ်တဲ့ကိန်းလေးတွေရှိတယ်တခါမှမရောက်ဘူးတဲ့ဖျောက်ဝခီးလေးတွေရုပ်ရည်ထွက်ရတာပျော်ဝဲရှင်ဝဲခီးလေးတွေထွက်ရတာ အဲ့လိုမျိုးကောင်းတဲ့ဟာလေးတွေသွားလာတတ်တယ်။ပြီးတော့ညီငယ်ညီမငယ်တွေပြိပသွားပြီးတော့ပညာတော်သင်ရှောင်းမဲ့သူတွေနော်ကျောင်းသားသမဲ့သူတွေဆိုရင်ဒီကာလမှာအမှန်တန်ကောင်းတယ်ဗျ။ယောဒနာအလုံးနဲ့ပတ်သက်ပြီးနိုင်ငံသားပြီးအလုံးလုံးမဲ့သူတွေထက်ဆိုင်ပညာရေးနဲ့ပတ်သက်ပြီးသွားတဲ့သူတွေကပို့ပြီးတပန်းတာတယ်အားတာတယ်လုံရင်းနဲ့တခြားဘောက်အဆင်ပြေတတ်တဲ့ဂိမ်းတွေမှာပါတဲ့အတွက်ဘာမှစိတ်မူတွေကမလိုဘူး။သင်တော်အစ်တွေတက်ကြတာဆရာကောင်းသမားကောင်းတွေနဲ့စုံစည်းရတတ်တဲ့ဂိမ်းတွေအားအများကြီးအများကြီးပါတယ်ဗျ။ပြီးတော့ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကြီးတဲ့အခါမှာလည်းဒီကာလမှာ မမြော်လိမ့်မယ်နဲ့ငွေအစုလိုက်ပြုံလိုက်ဝင်လာတက်တဲ့ကာလာလို့ခေါ်တယ်။ပတ်စံနဲ့လည်းနဲ့မပြတ်ပါဘူးဗျာနော်။စိတ်ပူစရာမလိုဘူး။တနင်္ဂနွေသားသမီးတွေဒီတစ်ပတ်ကာလာကတော့ကံကောင်းတယ်။လက်လာပါလေးတွေရှင်လိုက်မယ်။ငွေကြေးလေးတွေအဆင်မပြေရင်တော့မှကိုယ့်ကိုကူညီဆောက်ရှောက်မဲ့အရင်ကြီးထုတ်ပေးမဲ့သူလေးတွေပေါ်ပေါက်လာမှာဖြစ်တဲ့အတွက်အမရံဝမ်းသာဖို့ကောင်းတယ်။အကူအညီလေးတွေတောင်းလို့ရတဲ့အနေအထားရှိတယ်။စိတ်မပူနဲ့ကြနော်။တခုတော့ရှိတယ်ဗျာဒီအောက်လက်ငယ်သားလေးတွေဒုက္ခပြတတ်တဲ့ထဲမှာမိသားစုထဲမှာလည်းပါတယ်။သားသမီးတွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်စိတ်ဒုက္ခရောက်ရတတ်တယ်။သားသမီးတွေရဲ့ အကြောင်းအကြောင်းကြောင့်ပေါ့လေအခက်မသိရင် အမှုခင်းတွေမှာရင်ဆိုင်ရတတ်တဲ့ကိန်းရှိတယ်အထူးသဖြင့်ကိုသားသမီးတွေဒီကာလမှာအရွယ်ရောက်ပြီးသားသူတွေရှိရင်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးအချက်တွေကိုအကျုံနဲ့ဖြစ်တာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြဿနာတွေဖြစ်တာကြုံရတတ်တယ်အဲ့ဒါလေးကိုကိုကပါဝင်ဆောင်ရွက်ပေးနေတဲ့ရုံရောက်ကြောက်ပြဿနာဖြေရှင်းရတာမျိုးဖြစ်တတ်တယ်ကိုရဲ့အိမ်ကိုဒီမုတ်ဆုံမာတို့တခုလက်တို့အိမ်တော်ကြီးရဲ့အဆင်မပြေတဲ့သားသမီးတွေတို့ဆွေမျိုးကြီးကိုမောင်နှမတို့ကိုစီကိုရောက်လာတာမျိုးတွေဖြစ်တတ်တယ်ဗျာနော်အဲ့ရဲ့သူတို့ရောက်လာပြီးနောက်ပိုင်းသူတို့ရဲ့နောက်ဆက်တွဲအမှုကိစ္စလေးတွေပါတော့အိမ်ပူတယ်လို့ခေါ်တာပေါ့လေအဖြစ်နိုင်တော့အဝင်မတော်ဘူးပေါ့လေ သို့တော့တာသမီဖြစ်တဲ့အခါမဝင်လို့လည်းမကောင်းဆိုတဲ့အနေအထားတွေဖြစ်လာတတ်တယ်ဗျသတိတော့ထားပါအထူးအထူးဂရုစိုက်ပါပြီးတော့ဒီကရမှာအင်တော်ရေးမြစ်တာရေးနဲ့ပတ်သက်လို့ရှိရင်တော့တနည်းနည်းတာသမီကျွန်တော်မိတ်ဆွေတွေအမရန်ကန်တာရဲ့ရက်ထဝရကာလပါပဲဝိုင်းဝိုင်းလည်နေတတ်တယ်ဗျနော်စိတ်ကြိုက်ရွေးချယ်ခွင့်ရမယ့်အနေအထားဖြစ်တာတွေ့ရတယ်ဗျဆိုတော့ချစ်တဲ့ခင်တဲ့သူတွေပေါ်တတ်တယ်စမ်းအလုံးပွင့်တဲ့ကာလခေါ်တယ်ချစ်သူမရှိရင်ချစ်သူရတတ်တယ်ချစ်သူရှိတဲ့သူတွေဆိုရင်လည်းမင်္ဂလာကိစ္စလေးတွေစီစဉ်ဆောင်ရွက်ရတဲ့အနေအထားလေးတွေဖြစ်တတ်တယ် စမ်းပွင့်လို့ပြီးတော့တယောက်ထပ်ပိုတဲ့မြေတားကြီးအနောက်ရှက်လေးတွေတော့ဝင်တတ်တယ်သတိလေးထားပေးပါလို့ထပ်တလဲလဲအကြံပေးခြင်းနဲ့ကနော်ဂယူးဆိုင်ပေးပါအဲ့တော့အဲ့နပတ်သက်လို့ရှိရင်မပြောနိုင်ပါနဲ့တယောက်တနေရာစီခွဲပြီးနေရတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်သတိထားပေးအဲရောရောကြောက်ပြဿနာဖြစ်ရှင်းရတာမျိုးတွေဖြစ်တတ်တယ်ကိုယ်ကိုယ်တိုင်ကဖြစ်စေအိမ်တော်ဘက်ကဖြစ်စေလောင်းကစားလုံးမိတဲ့အကြောင်းအကျွေးတင်တာမျိုးတွေနောက်ဆက်တဲ့အမှုကိစ္စလေးတွေဖြစ်ပြီးအိမ်တွင်းရန်လေးတွေအားစားဖြစ်တတ်တယ်အလောင်းစားအထူးထူးရှောင်ရှားပါလို့ထပ်တလဲလဲအကြံပေးပြရစီရနော် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေကျမ်းမာရေးမှာအဓိကအဖြစ်အမျိုးသမီးတွေဆိုလို့ရှိရင်အဲ့သွေးသားတက်အိမ်ကိုကျွန်တော်ပိုစိတ်ပူတယ်ဗျာနော်တက်အိမ်မှာရိတ်တယ်အလုံးတယ်ဒါမျိုးလေးတွေဖြစ်တတ်တယ်ငယ်ရတဲ့အိမ်တော်ရှင်တွေဆိုလို့ရှိရင်ကိုဝင်ရတာမျိုးလေးတွေဖြစ်ပြီးတော့အဘော်ရှင်ဖြစ်သွားတာဗောလေကိုဝင်ပြတ်ကျတာမျိုးလေးတွေဖြစ်တတ်တယ်တချို့ချစ်သူသမီးသားတွေတစ်ချက်သတိလေးထားပေးပါကျမ်းမာရေးရှုတော့အရာဗောအတူတူနေထိုင်ရင်းနဲ့ညှိဆုံးမိပြီးတော့မမျောနိုင်မှန်းနဲ့ရုပ်တရက်ကိုဝင်နေပါလေရတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားပေး ယူရိုအဆင်မပြေလို့ဆိုရင်ဖျက်ချလိုက်ရတဲ့အနေအထားတွေပါတယ်ဖြစ်တတ်တယ်။အသက်အရွယ်ကြီးနေတဲ့သူတွေဆိုရင်တွေးတိုးယောဂါဖြစ်တတ်တယ်။ခေါင်းမူခေါင်းပိုင်းအောင်ကျောင်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တာလက်တွေနာတာကြိုက်တာလေးတွေအားစားသွားဖြစ်တော့အထူးသတိထား။အစားအစာတွေစားတဲ့အခါမှာသတိထားရှောင်ရှားတွေးရတယ်မစားနဲ့ပေါ့လေ။သတိထားပေးပါ။အထူးသဖြင့်စနေနာနဲ့ပတ်သက်တဲ့အစားအစာလေးတွေမစားပါနဲ့။နော်။ဒီတစ်ပတ်ကာလမှာအထူးသဖြင့်စနေသားသမီးတိုင်းနာသားသမီးတွေကိုအကြောင်းပြုပြီးစိတ်ဒုက္ခလေးတွေရောက်တတ်တယ်။ နော်ပတ်သက်တဲ့သူဘယ်သူမှမဆိုအဲ့ဒီနော်လေးရှိရင်အထူးထူးသတိထားပါလို့ထပ်တလဲလဲအကြံပေးပါရစေအဲ့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေမတ်လ16ရက်18ရက်17ရက်20 21ရက်အဲ့ရက်လေးတွေကအမရန်ကန်ကောင်းတယ်ဗျရတာတို့ရာလူတို့ဆိုတဲ့အနေထားမျိုးလေးတွေကြုံရတတ်တဲ့ကိစ္စတွေရှိတယ်။တတော်တော်လေးအားကောင်းတယ်။ဆုံးရှုံးပြီးထင်တဲ့ငွေကြေးတွေပြန်လည်ရရှိတတ်တာ၊မိတ်ကောင်းဆွေကောင်းတွေနဲ့ဆုံသီးရတတ်တာ၊ပညာရေးနဲ့ပတ်သက်ပြီးထူးထူးချင်းချင်းဆောင်ရွက်လေးတွေဖြည့်ဆို့နိုင်တာလေးတွေအစားကြုံရတတ်တယ်။ပြပခီးတံကြားခီးလေးတွေသွားလာတတ်တဲ့ကိစ္စတွေမှရှိတယ်။ လူမကြဘာသာရေးရဲ့ကုညီမသားဆောက်ရှောက်မှုတွေရတာတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ပြော်ဝဲရှင်ဝဲလေးတွေအစကျင်းပရတာပြုလုပ်ရတာပါဝင်ဆင်လို့ရတာတွေအစဖြစ်တဲ့တဲ့မင်္ဂလာကိစ္စလေးတွေတွာလာလှုပ်ရှားရတာမျိုးဖြစ်တဲ့အတွက်အမရကန်ကောင်းတဲ့ရတဲ့ဘတာကာလပါသို့တော့မတ်လ16ရက်22ရက်အဲ့ရက်လေးတွေကတော့အမရအညာအခက်လေးတွေရှိတယ်သတိထားပေးကျမကြီးညပြီးတော့စေုံစီကံပြေးရတာမျိုးဖြစ်တဲ့တော့တဖုံးနဲ့ပတ်သက်တဲ့ကျမကြီးအញ្ញံအခိုက်တွေတရားစတွေးတိုးတတ်တာရုပ်တရက်တွေးတိုးပြီးတော့ အာယုံရောတွေပါတိတယ်အုံနောက်သွေးကြောပေါက်တာတွေပါဖြစ်တယ်လေတစ်ချက်သတိထားပေးပါဗျာနော်ပြီးတော့ရုပ်ရည်ဘိုက်တွေပါတွေအောက်လို့ဆိုပြီးခွဲရဆေးရတဲ့အနေထားတွေထဖြစ်တတ်တယ်ဒီကတော့မှကျမကြီးညံ့ရင်ကြာလာပရိသတ်သမီးဆရာဝန်နဲ့ပြပါဗျာအောက်လငယ်သားဆွေမျိုးညီကောင်တို့ကသာသမီးတို့ကိုအကြောင်းပြုပြီးတော့စိတ်ပြမှန်လူပြမှန်ငွေကုန်ကြေးကြများတာရောရောကြောပြဿနာဖြေရှင်းရတာအဲ့ဒီဘက်မှာထဖြစ်တတ်တယ်သတိထားပေးပါအဲ့တော့ဒီတစ်ပတ်ကာလမှာတနည်းနဲ့သာသမီးကျွန်တော်မိတ်ဆွေတွေအပြာရောင်နှက်ပြာရောင်မိခိုးရောင်အဆက်ရောင်အနုရင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင် ်တစ္ဆပန်းရောင်စုံတက်ခွပန်းတပြေပန်းဂန်းကောက်ပန်းဂန္ဓမာပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုယ်ဝဲတဲ့ဖရာမှာဖရာပန်းကတာပဲဖြစ်ဖြစ်နေရိုက်ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီရောရကလာမှာကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်အနေငယ်တော့အညာခိုက်တွေလည်းရှိတာပေါ့ရှိတော့ဒီအညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရရလေးတော့ခြေရမယ်ပြေနော်အဲ့တော့ရရရနေနဲ့ဘယ်လိုခြေရမလဲဆိုရင်ညောင်မေတပင်အောက်ကိုဝင်မယ် အနောက်ရက်ကိုမျက်နှာမူဇီးသီးလေးတလုံးစားပြီးတော့မိမိတို့အလိုရှိရာလေးကိုဆန္ဒပြုဆုတောင်းခြင်းအဖြစ်အလိုရှိရာဆန္ဒလေးတွေတလုံးတော့ပြေဝလာပါလိမ့်မယ်။ဒါအပြင်ကြုံရတဲ့အညံ့ခက်လေးတွေပြေပြအောင်အိမ်မှာရှိတဲ့တော့ပြက်နေတဲ့ဟာလေးတွေရှိရင်ရှာဖွေပြီးဆုံးပြမယ်အသက်လဲမယ်။တန်ဖိုးတန်ကွာအပြက်လေးတွေရှိရင်ရှာဖွေပြီးတော့အမြန်ဆုံးဆုံးပြပလိုက်ပါ။တော့ဆာအဟောင်းလေးတွေပါလေးတွေရှိတယ်။တွားလိုက်စေဘူးတွားလိုက်တန်စသည်အပြင်အဲ့လိုမျိုးတောက်ကြံတာနဲ့ပတ်သက်တဲ့အဆုပ်ပြက်လေးတွေရှိရင်အမြန်ဆုံးရှာဖွေဆုံးပြပလိုက်ပါ။ဒါဆိုရင်တော့ကြုံရတဲ့အညံ့ခက်လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုရေကောင်းသွားပါလိမ့်မယ်။ တနင်္ဂနွေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်